လေးတယောက်ဆောင်ယွန်းယွန်းတွဲနေတဲ့ချစ်သူကောင်းလေးရဲ့အမကန်ပိုင်ဆိုင်မှုများပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ဗောင်မီစနောင်းကနေပြန်လဲကြိုးစားလိုက်ပါတယ်။မန္တလေးမြို့ကဒိတ်ဒိတ်ကျဲတထေးသားတယောက်နဲ့ချစ်ကြိုက်နေကြောင်းဗီဒီယိုလေးတစ်ပိုင်းနဲ့အတူပရိသတ်တွေကိုအသိပေးလာတာကတော့တယောက်ဆောင်ယွန်းယွန်းမှယွန်းယွန်းတွဲနေတဲ့ချစ်သူကတကယ်ကိုကြီးကျယ်ခမ်းနားချမ်းသာကြွယ်ဝတာကြောင့်ပရိသတ်တွေအားလုံးကအင်အားသင့်ကုန်ကြရပါတယ်။ တချို့ကဆိုရင်မြန်မာနိုင်ငံကနာမည်ကြီးတတိတွေကရုပ်ရှင်မင်းသမီးအနုပညာရှင်တွေကိုပဲတွဲနေကြသလားဆိုပြီးထင်ကြီးပေးနေကြတာဖြစ်ပါတယ်။အမှန်တကယ်မှာလည်းနာမည်ကြီးအနုပညာရှင်တွေအထူးသဖြင့်ဆောင်မင်းသမီးတွေကကြည်ကြတဲ့ချမ်းသာကြွယ်ဝတဲ့တတိသမီးတွေတတိသားတွေနဲ့အပြိုင်ဆိုင်တွဲနေကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိကြီးနိုင်ဖြိုးကျော်ဟာဆိုရင်မြန်မာနိုင်ငံရဲ့အထိတ်တန်းသဖြင့်ဆောင်မင်းသမီးဝင်းမုံရွှေကြီးကိုလက်ထပ်ထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့အချမ်းသာအကျွဲဝါဆုံးသော VIP တယောက်ရဲ့မြေးဆိုရင်လည်းရုံးရီလင်မွန်နဲ့ ကြိုက်နေကြတယ်လို့အခုရက်ပိုင်းထဲမှာသတင်းတွေထွက်နေကြရဖြစ်ပါတယ် အရှိမဒီလိုမျိုးနိုင်ငံကျော်ထိတ်တန့်တထေးကြီးတွေကိုအပြိုင်ဆိုင်တွဲပြနေတယ်လို့အခုအခါမန္တလေးမြို့ကကြီးကြီးသက်ချမ်းသာတဲ့ထိတ်တန့်ကြောက်တထေးကြီးတယောက်နဲ့ထပ်မံတွဲပြလိုက်တာကတော့တရုတ်ဆောင်ယွန်းယွန်းပဲဖြစ်ပါတယ်။တရုတ်ဆောင်ယွန်းယွန်းဆိုတာကအခုချိန်မှာအနုပညာလောကမှာတိတ်ပြီးရနေရမရတဲ့တရုတ်ဆောင်တယောက်ဆိုပေမဲ့လည်းအရင်တစ်ချိန်တုန်းကတော့ရုပ်ရှင်နဲ့ဗီဒီယိုဇာကားပေါင်းများစွာမှာပါဝင်ခဲ့ရတဲ့ကလေးတရုတ်ဆောင်တယောက်ဖြစ်ပါတယ်။အရင်တစ်ခေတ်ချိန်တုန်းကတော့ရုပ်ရှင်နဲ့ဗီဒီယိုဇာကားပေါင်းများစွာမှာကလေးတရုတ်ဆောင်နေရာမှာယွန်းယွန်းကရှိနေ ရာဖြစ်ပြီးမြမရုံရှင်လောကရဲ့ထူးထူးခြားခြားကလေးတယောက်ဆောင်ဘဝနဲ့အကယ်ဒမီရဘူးတဲ့သူအဖြစ်လဲယုံယုံကရှိနေတာဖြစ်ပါတယ်အခုခါမှာတော့တယောက်ဆောင်ယုံယုံကသီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ဆိုသလိုဒီမရဲ့ချစ်သူကောင်းလေးကိုခြားပြလိုက်ပါပြီအခုချိန်မှာယုံယုံကဒီမရဲ့အကြီးစားကိုလူသိရှင်ကြားတွဲပြနေပြီဖြစ်ပါတယ် ရုံရုံရဲ့စစ်သူကောင်လေးကမန္တလေးမြို့ကထိတ်တန်းတရေကြီးတဦးရဲ့သားဖြစ်ပြီးတချင်းတွေကိုလည်းတီဆိုတတ်တယ်လို့ဆိုပါတယ်။ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကရုံရုံရဲ့စစ်သူကကြီးကြီးတက်ချမ်းသာကျွဲသွားတဲ့ထိတ်တန်းတရေကြီးတယောက်ရဲ့သားဖြစ်ပြီးသူကိုယ်တိုင်ကလည်းကြောက်တရေကြီးဖြစ်နေတာပါ။ကလေးတယောက်ဆောင်ရုံရုံရဲ့စစ်သူကမန္တလေးမြို့ကရွှေဆန်ဖြစ်တဲ့ရွှေနဂါဆိုင်ရဲ့သားတယောက်လည်းဖြစ်ပါတယ်။ရုံရုံရဲ့စစ်သူကတန့်စင်လို့ခေါ်ပြီးမိဘတွေရဲ့ယရနာရောင်းဝယ်ရေးလုပ်နေတဲ့တရေသားတယောက်ဖြစ်တယ်လို့အစောတော်လဲလို့ပြီးတော့အနုပညာ ှရှားမှုတွေလည်းရှိနေရဖြစ်ပါတယ်။ပရိသတ်တွေကတော့စီသူဝင်းထက်တာတဲ့ယောက်ျားကိုရှာနိုင်ခဲ့တယ်ဆိုပြီးချီးကျူးနေကြပေမယ့်ယုံယုံနဲ့တွဲနေရလို့တွေ့ရတဲ့ဒီဗီဒီယိုတွေထဲမှာဆိုရင်ကြောက်တရေကြီးတန့်စင်ကယုံယုံကိုအသားယူလို့နဲ့ပုံနေတွေ့ရပါတယ်။ဒါကြောင့်ယုံယုံဘက်ကနေပြီးတော့ပရိသတ်တွေကအစိမ်းမကောင်းဖြစ်နေကြတာဖြစ်ပါတယ်။ဒီမတိုင်ခင်မှာတော့တရုတ်ဆောင်ယုံယုံကတရုတ်ဆောင်မင်းသားစီသူဝင်းနဲ့ချက်ကြိုက်ပြီးတော့တမီရီစာတဘာဝဖုန်းပြောနေတဲ့အတန်ဖိုင်ကြီးပြန့်နှံ့ခဲ့ပါသေးတယ်။ဒါကြောင့်လည်းလူတွေကြားထဲမှာဝေဖန်မှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ြစ်ပါအခုလက်ရှိအချိန်မှာချမ်းသာကျွယ်ဝတဲ့တတိယအကိုရရှိထားတာကြောင့်ရုံရုံရဲ့လက်ရှိရည်စားကိုအားကျနေကြတဲ့သူတွေလည်းရှိပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကြည်ကြည်သက်ချမ်းသာကျွယ်ဝတဲ့တတိယအကိုရရှိပိုင်ဆိုင်ထားတဲ့ရုံရုံနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက် ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်